မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်း channel မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမြောက်တပ်အနီးသို့တက်ဆုတ်လာသည့်စစ်ကြောင်းကိုလေကြောင်းမှာမောင်ရင်ပုံကျဲ့၍စစ်ကောင်စီတပ်ဖွဲ့ဝင်တိစုံမှုများပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် အေရော်ဒီတိုင်းဟင်္သာရခရိုင်အင်ကပူမြို့နယ်ကွင်းကောက်ပတ်ချံပန်းတော်ကြီးကျေးရွာတို့တက်ဆုပ်လာသည့်စစ်ကောင်စီစစ်ကြောင်းကိုလေးကျောင်းမှမာရွင်ဘုံကျဲခဲ့ကြောင်းသိရပါတယ်။ပန်းတော်ကြီးကျေးရွာဘောလုံးကွင်းအနီးတက်ဆုပ်လာတဲ့စစ်ကြောင်းကိုယမန်နီမက်လာ24ရက်နေ့တွင်စစ်ကောင်စီကလေးကျောင်းမှဘုံမှကျဲမိသဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တိစုံမှုများပြားခဲ့ကြောင်းဒေသခံသတင်းရင်းမြစ်များထံမှသိရပါတယ်။တက်ဆုပ်လာတဲ့စစ်ကြောင်းကိုလေးကျောင်းကမှကျဲတာစစ်ကြောင်းတစ်ခုလုံးနှီးပါတည်သွားတယ်အမြောက်တက်စုလို့တော့ပြောတယ်ဟုဒေသ သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောပါရယ် မြောက်ဆန်းအမြောက်တက်344ဤအဓိကအမြောက်တက်စုသည်တော်လန်ရေးပူပေါင်းတက်ဖွဲ့များဤထိုးစစ်စင်တိုက်ခိုက်မှုကြောင့်မြောက်ဆန်းအမြောက်တက်အနီးရှိတရွာချင်းတက်ဆုပ်လာရပြီးယမန်ဒီကပန်းတော်ကြီးရွာဘောလုံးကွင်းအတွင် အခြေပြုတက်ဆွဲလိုက်ကြောင်းသိရပါတယ်တက်ဆုပ်လာတဲ့အမြောက်တက်စုကိုတော်လန်ရေးတက်ဖွဲ့များကထိုးစစ်စင်တိုက်ခိုက်နေရာစစ်ကောင်စီကလေကြောင်းမှဘုံကျဲခုခံနေပြီး၎င်းတို့စစ်ကြောင်းကိုမှာယုံဘုံကျဲမိခြင်းဖြစ်ကြောင်းသိရပါတယ် အဲ့ဒီဘက်ကလက်ရှိမှာဖုန်းလိုင်းတွေပြတ်နေပြီးလိုင်းတေချာမရဘူးဖြစ်နေတာစစ်ကြောင်းပေါ်ကိုလီရင်ကမှားပြီးဘုံကျဲမိတာအတော်သေးတယ်သေတာတော့သေကြတယ်အရေးအတွက်အတီကြတော့ဖုန်းလိုင်းမရတဲ့အတွက်စုံစမ်းနေတော့ပဲဟုဘူကြီးစင်ရောကအတီးပြပြောကြပါတယ် စစ်ကောင်စီရဲ့အမြောက်တပ်သားမကစကန်းငယ်အချို့ကွင်းကလေးရွှေလောင်းချင်းကြီးရွာမှာဂွေးပင်ထောင်နဲ့မကြီးကုန်းကြီးရွာများအထိတက်ဆုပ်ပြီးစာတင်ကျောင်းများအတွင်အခြေပြုနေထိုင်နေကြောင်းသိရပါဗျ။အမြောက်တပ်နဲ့ကလျက်စစ်ကောင်စီဤတီရာကုန်းပြင်စခန်းကိုတော်လန်ရေးပူပေါင်းတပ်များကလာရောက်တိုက်ခိုက်မိကိုစိုးရိမ်နေရပြီးခံစစ်ပြင်ဆင်နေကြောင်းသိရပါဗျ။လက်ရှိတွင်ရခိုင်ရုံးမှအစက်နှင့်ရေကြီးလေးမျက်နှာမြို့ချတိုက်ပွဲများပြင်းထန်လာ၍ဒေသခံများငတိုင်းချောင်းမြို့ပေါ်နှင့်ရေကြီးမြို့များအတွင်သို့စစ်ပေး ရှောင်ထွက်ပြေးနေရကြောင်းဒေသခံများထံမှသိရပါဗျ။ ဆလပီမြမစစ်ကောင်စီစစ်မနိုင်တော်ဟုထိုင်းလွတ်တော်ဤနေဆက်လုံးကျုံကြီးဆာယာဆွေးနွေးပွဲတွင်အချက်၅ချက်ဖြင့်ပေါမောက်ခဒေါက်တာဇာချယ်ရီအဘူဇာမှတ်ချက်ပြုတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရဲ့ရှင်မြမနိုင်ငံတဝန်ဖြစ်ပွားနေသောတိုက်ပွဲများတွင်မြမစစ်တပ်ကစစ်အနိုင်မရနိုင်တော့ကြောင်းထိုင်းလွတ်တော်တွင်ပြုလုပ်ခဲ့သည့်နေဆက်လုံးကျုံကြီးဆာယာဆွေးနွေးပွဲတွင်အချက်၅ချက်ဖြင့်ပေါမောက်ခဒေါက်တာဇာချယ်ရီအဘူဇာကပြောဆိုလိုက်ပါတယ်ပေါမောက်ခဒေါက်တာဇာချယ်ရီအဘူဇာသည်အမေရိကန်ပြည်ထောင်စု ဝါရှင်တန် DC အခြေဆိုင် National War College မှာပေါမောက်ခတအူဖြစ်ပြီးမလ22ရက်နေ့မှာမလ23ရက်နေ့အထိထိုင်းလွတ်တော်တွင်ကျင်းပခဲ့သောတည်တံ့ခိုင်မြဲသောငြိမ်းဝှေ့ခြင်းနှင့်လုံခြုံရေးတိုးတက်အောင်မြင်စေခြင်းထိုင်းနှင့် ASEAN ၏နေဆက်တည်ငြိမ်မှုနှင့်ဒီမိုကရေစီတို့အဖွဲ့အစည်းတည်ဆောက်ရေးလမ်းကြောင်းဆွေးနွေးပွဲတွင်၎င်းကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်မြန်မာစစ်တပ်အနေဖြင့်ယခုတိုက်နေသည့်စစ်ပွဲကိုအနိုင်ရမည်မဟုတ်ကြောင်းမနိုင်နိုင်သည့်စစ်ပွဲကိုအလုံးအကျုံတိုက် နေခြင်းဖြစ်ပြီးအဆိုပါလို့ရကြောင်းတနိုင်ငံလုံးကို၎င်းတို့နဲ့အတူဆွေးချနေခြင်းဖြစ်ကြောင်းစစ်တပ်နေဖြင့်အနိုင်မရနိုင်သည့်စစ်ဖြစ်သည်ကိုအထောက်အထားငါးချက်ကပြဆိုနေကြောင်း၎င်းကဆိုပါတယ် ပထမအချက်အနေဖြင့်မြန်မာစစ်တပ်ကနိုင်ငံအနှံ့အပြားကျေပြက်များပြားစွာစစ်မျက်နှာဖွင့်ပြီးတက်ဖြန့်ထားရကြောင်းဒုတိယအနေဖြင့်လူအင်အားပြက်လက်မှုစိုးစိုးရွားရွားရင်ဆိုင်နေရပြီးမြို့တို့အရှိန်အဟုန်ပြင်းပြင်းဖြင့်ပြဿနာကိုကင်တွယ်ရန်စူးစမ်းစီကမှုဖြေရှင်းနိုင်မည်မဟုတ်ကြောင်းထို့ပြင်စစ်တပ်၏ထောက်ပံ့ပို့ဆောင်ရေးခွင့်ရများပြုပြက်နေကြောင်းမြန်မာစစ်တပ်မှရခိုင်ကတပ်စခန်းပေါင်း900ကျော်ဖြင့်တိုင်းပြည်ကိုသိမ်းပိုက်ထိန်းချုပ်ထားခဲ့ကြောင်းလက်ရှိအခြေအနေအရအဆိုပါစစ်တပ်စခန်းအများအပြားကိုပြန်လည်ထောက်ပံ့ခြင်းသို့ ို့မဟုတ်ပြန်လည်လက်နက်တပ်ဆင်ခြင်းမပြုနိုင်ကြ။ထောက်ပံ့ရေးလိုင်းများဖြတ်တောက်ခံရပြီးအဆိုပါစစ်တပ်စခန်းများကိုထိမ့်သိမ်းထားနိုင်ရန် လုံလောက်သည့်လေကြောင်းနှင့်တည်ယူပို့ဆောင်ရေးရဟတ်ယာဉ်အရေးအတွက်လည်းမလုံလောက်ကြောင်းသိရှိရပါသည်။ စတုဒ္ဓအချက်အနည်းဖြင့်စစ်တပ်အတွက်အရေးကြီးဆုံးဖြစ်သည့်ကာကွယ်ရေးပစ္စည်းစက်ရုံ24ရုံရှိပြီးရခိုင်တပ်မတော် AA နှင့်မဟာမိတ်တော်လှန်ရေးများကရင်းစက်ရုံများနှင့်ဤသည့်ထက်ပိုနီအောင်ဝင်ရောက်လာကြောင်းအဆိုပါစက်ရုံများကိုတိုက်ခိုက်သိမ်းပိုက်ရန်မလိုအပ်ဘဲထောက်ပံ့ရေးဖြတ်တောက်နိုင်ကြောင်း၎င်းကဆိုပါသည် ထို့ပြင်မြန်မာစစ်တပ်အတွင်မညီမျှမှုများမှနှဆိုင်ပြီးကွဲထွက်နေကြကြောင်းမြန်မာစစ်တပ်တွင်လေကြောင်းအားသာချက်ရှိတော့လေစီရေးရည်ရွယ်ချက်အတွက်မတုံးပဲအယက်သားပြည်သူများထိခိုက်စေရန်ကြောက်ရွံ့စေရန်လှုံ့ဆော်လျက်ရှိကြောင်းသိရပါတယ်စစ်ကောင်စီအနေဖြင့်အရင်အမြင်များဆုံးရှုံးလာနေပြီးအဆိုပါဆုံးရှုံးမှုများကိုပြန်လည်ဖြေစီရန်အခြားဝင်ဝေးအရင်အမြင်များမရှိတော့ကြောင်းယင်းအခြေအနေကိုဖြစ်လာစေခြင်းကမြန်မာစစ်တပ်ကိုယ်တိုင်ဖြစ်ပြီးစစ်တပ်၏ရက်ဆက်ကြံကြုတ်သည့်လုံရက်များကမြန်မာစီးပွားရေးကိုဖျက်ဆီးလိုက်ကြောင်း ရခိုင်ကစစ်တပ်တွင်ဝင်ငွေရရှိနိုင်သည့်အရင်းမြစ်များစွာရှိပြီးယခုအခါတွင်မူအဆိုပါအရင်းမြစ်များစွာပျောက်ဆုံးသွားကြောင်း၎င်းကထောက်ပြပြောဆိုသွားပါသည်ဆလဘီပခုတ်ကူမျိုးမှာ ခန်းမျိုးတို့လာသည့်စစ်တပ်စစ်ကူစစ်တောင်းကိုကြားပြတ်တိုက်ခိုက်မှုတက်ကြွကြီးနှစ်ဦးအပါအဝင်စစ်သား14ဦးထပ်မံနေတေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မကွေတိုင်းပခုတ်ကူမြို့မှာပခန်းမျိုးတို့လာသည့်စစ်ကူစစ်တောင်းကိုကြားပြတ်တိုက်ခိုက်ခဲ့ရာတက်ကြွကြီးနှစ်ဦးအပါအဝင်14ဦးထပ်မံနေတေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကသတင်းဌာနသို့ပြောဆိုပါတယ်။ မလာ18ရက်နေ့ညနေ3:20မိနစ်အချိန်ပခုတ်ကူမြို့မှာပကံမြို့သို့ထွက်လာသည့်အင်အား20ဦးကျော်ပါကြံပါတက်ဆင်ထားသောခြေပြေးကားတစ်စီးကိုပခုတ်ကူရေစကြိုလမ်းပိုင်းတနေရာတွင်ကြားဖြတ်တိုက်ခိုက်ခဲ့ရာကားပေါ်ပါစစ်သား14ဦးထပ်မင်းသေဆုံးပြီးဒဏ်ရာရရှိသူများလည်းရှိကြောင်းယင်းသေဆုံးသူများတွင်တပ်မတရားတပ်မှတက်ကြည်နိုင်လင်ခါလာယာ235မှာ တက်ကြက်ကြီးနေဝင်ခလာရ259တရင်မှာတပ်သား2ဦးနဲ့မကွေးတိုင်းလှုပ်ရှားရဲတပ်ဖွဲ့မှာတပ်သား10ဦးကျော်ပါဝင်ကြောင်းသိရပါတယ်။ကားကို တင်းဖြတ် RPG နဲ့ရှေ့တဲတဲကနေပြတ်တာကားတွေကိုဖောက်ဝင်ပြီးနောက်ခန်းထဲမှာပောက်ကွဲတာပြီးတော့40မမဘုံသုံးလုံးကလည်းကားတွေကိုကွက်တိကြအောင်ပြစ်ထည့်နိုင်ခဲ့တယ်။ ပြီးတော့လက်နဲ့ငယ်တွေနဲ့ပါဝိုင်းပစ်ခဲ့တာကားကိုစီးနှင်းပြီးသိမ်းပိုက်ဖို့လုပ်တဲ့အချိန်မှာကျွန်တော်တို့တပ်ဖွဲ့ရဲ့စစ်ကြောင်းဘူလက်နဲ့အရာတက်ပြီးထိခိုက်ဒဏ်ရာရရှိသွားလို့သူ့အသက်ထက်ဘာမှတန်ဖိုးမရှိဘူးဆိုပြီးပြန်ဆုတ်လာခဲ့လိုက်တာဟုစောက်တန် YSO PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကသတင်းဌာနသို့ပြောကြားပါတယ်တေဆုံသွားတဲ့စစ်သားရဲများ၏အလောင်းများကိုတပ်ဆိုင်ရာတရင်တပ်ဖွဲ့များထံတေဆောင်သွားပြီးမကွေးတိုင်းလှုပ်ရှားရဲတပ်ဖွဲ့ဝင်များ၏ရုပ်အလောင်းများကိုအနီးအနားရှိလေရင်ကွင်းဂိတ်စခန်းသို့တေဆောင်ကတကြိုလိုက်ကြောင်း င်းသိရပါဗျ။အဆိုပါတိုက်ခိုက်မှုကိုစောက်တန် YSO PDFE လက်မိချောင်းစစ်စင်ရေးကဦးစီးကစောက်တန်းလူကဲတပ်ပေါင်းစုရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမတော်တဆတိုက်ခိုက်ဒဏ်ရာရရှိခဲ့သောစစ်ကြောင်းမှုသည်လည်းသက်သာလာပြီးဖြစ်ကြောင်းသိရပါသည်။ဆက်လက်ပြီးမင်းအောင်လိုင်းအပါအဝင်စစ်ဗိုလ်ချုပ်များနှင့်၎င်းတို့၏မိသားစုများအတွက်အသက်ပေးတိုက်ပွဲဝင်နေရသည်မှာမတန်ကြာအလင်းဝင်စစ်သည်များကပြောဆိုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရရှင်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ်မှတာဝန်ရှိသူများမေးမြန်းရတွင်ဗမော်မျိုးတိုက်ပွဲအတွင်မှလက်နက် ချခိုးလုံလာသောအမှတ်3ဝင်တင်တက်ရဲမှလုံတဲ့ရင်တက်ချက်ကြီးတို့ဦးမှဖြေဆိုခဲ့သောရုပ်သံမှတ်တမ်းများရှိခဲ့သည်။ အဆိုပါမင်းမြတ်မှုများအတွင်တက်ချက်ကြီးသုံးဦးတို့မှစစ်ကောင်စီတပ်အတွင်ဖြစ်ပွားနေသောအထက်အရာရှိမှလက်အောက်ငယ်သားများကိုခေါင်းပုံဖြတ်မှုများ၎င်းတို့ရွတ်ဆိုသောတစ္ဆာလေးချက်နှင့်ပြောင်းပြန်ကျင့်သုံးနေမှုများနှင့်မင်းအောင်လှိုင်အပါအဝင်စစ်ဗိုလ်ချုပ်ကြီးများနှင့်၎င်းတို့၏မိသားစုဝင်များအတွက်အသက်ပေးတိုက်ပွဲဝင်နေရသည်မှာမတန်ကြောင်အထက်ပါတက်ချက်ကြီးသုံးဦးကဗီဒီယိုရုပ်သံထဲတွင်ဖြည့်ဆို့ထားပါသည်ဗမော်မျိုးအမတ်သုံးဝင်တင်တရေးမှတက်ချက်စော်မင်းနိုင်တက်ချက်အောင်အောင်နှင့်တက်ချက်တန်းစော်တို့မှဗမော်မျိုးတိုက်ပွဲအတွင်က KIA နဲ့တော်လန်ရေးပူပေါင်းတပ်များထံလက်နက်ချအလင်းဝင်ရောက်လာခဲ့ပါတယ်။ဒူးပုံမူကြီးမြင်းထွေးကတော့စစ်သည်တွေကို ပြန်လှည့်ကြည့်တာဘာညာမရှိဘူး။ တော့ဖုံးရံတို့ကပါသွားတဲ့သူတို့ဆိုလို့ရှိရင်၁၀လပိုင်း၁၇လပိုင်းလစာလုံးဝပြန်မပေးဘူးအထက်ကဖြတ်ခိုင်းတယ်လို့ပြောတယ်ဗျ၃လပိုင်းလောက်ဝက်ရတယ်၅လပိုင်းမရဘူး၁လလုံးမရဘူး၄လပိုင်းရတယ်၇လပိုင်းလစာရတယ်၈၉ရတယ်ဒါပေမဲ့လို့အရင်တုန်းကဗမော်ဆွေမှာနေတယ်ဆိုလို့ရှိရင်ရှည်တန်းစခန်းဖြစ်တဲ့အတွက်ကြောင့်ရှည်တွက်စရိတ်စစ်စင်ရေးလုပ်တဲ့စရိတ်ပေးတယ်မြကြီးနားတိုင်းကနေချပေးတာရှိတယ်တရက်ကို1200ချပေးထားတာရှိတယ်အဲ့ဒါလည်းမရဘူးဟိုတက်ကြက်စောမင်းနိုင်နေတက်ကြက်အောင် ောင်တို့ကပြောပါရယ်ထို့နောက်တက်ကြအောင်အောင်မှ၎င်းတို့နေတိုင်းရွတ်ဆိုနေရသောတစ္ဆာလေးချက်နှင့်စကစတက်တို့လှုပ်ဆောင်နေမှုများပြောင်းပြန်ဖြစ်နေမှုနှင့်ပတ်သက်၍ယခုကဲ့သို့ပြောဆိုထားပါရယ်အခုဖြစ်နေတာနဲ့တစ္ဆာလေးချက်တွေကတက်လွဲစီဖြစ်နေတာပါကျွန်တော်တို့ဆိုထားတဲ့တစ္ဆာလေးချက်ကနိုင်ငံတော်နဲ့နိုင်ငံသားတို့၏တစ္ဆာစောင့်တည်ပါမည်လို့ဆိုတာအခုဟာကနိုင်ငံတော်နဲ့နိုင်ငံသားတို့ကိုစောင့်တည်ဖို့အနေနဲ့သာနိုင်ငံတော်ကိုဖျက်ဆီးနေတာပါဟုပြောပါရယ် ထို့ပြင်တိုက်ပွဲဖြစ်ပွားကန်ဒီအရာရှိများမှာ၎င်းတို့၏မိသားစုဝင်များကိုသာဘေးကင်းရသောဥစွာပို့ဆောင်ထားသည့်ကိစ္စနှင့်ပတ်သက်၍တက်ကြွစွန်မင်းနိုင်ကအခုလိုတိုက်ပွဲတွေလည်းဖြစ်တဲ့အတန်လီလဲကြားတဲ့အခါကျတော့သူတို့အရာရှိကတော်တွေကိုနှီးဆက်ရသူတို့ရဲ့လွတ်ရသူတို့ရဲ့အိမ်တွေသူတို့ရဲ့ဌာနေကိုပြန်ပို့လိုက်တယ်။ဒါမျိုးကမဖြစ်တင်တာပေါ့အမှန်ဆိုလို့ရှိရင်အဲ့ထဲမှာစစ်တီမိမတွေလည်းရှိတယ်ဆိုရင်သူတို့မိမတွေရောရှိရမယ်။ဒါပေမဲ့အခုဟာကစစ်တီမိမတွေတော့ရှိတယ်သူတို့မိမတွေတော့မရှိ ဘူးသူတို့ကကြိုတိထားတဲ့သူတွေဆိုတော့တခါတည်းသူတို့ကအရင်ပို့လိုက်တယ်ဟုပြောပါတယ်ထို့သူမင်းအွန်လိုင်းအပါအဝင်စစ်ဗိုလ်ချုပ်များနဲ့၎င်းတို့ဤမိသားစုဝင်များအတွက်အသက်ပေးတိုက်ပွဲဝင်နေရသည်မှာမတန်ချောင်းနဲ့အခုအသက်ပေးနေရသည်မှာစစ်သားများအပြင်ပြည်သူလူထုများလည်းရှိတော့ကြောင်းပို၍မတန်တော့ကြောင်းဖြစ်လဲမဖြစ်တဲ့လို့တန်လဲမတန်ကြောင်းတက်ချက်ဆောင်မင်းနိုင်ကပြောပါတယ် ဗမောမျိုးသိန်းတိုက်ပွဲမှာဆက်လက်ဖြစ်ပွားနေစေဖြစ်ပြီးစစ်ကောင်စီတပ်မှစကခ21ကွန်ပျူတာတက်ကတိုနဲ့ခလာရ40ခုလို့တွင်နေပြီးခုခံနေကြရသည့်အပြင်လေချောင်းတိုက်ခိုက်မှုများကိုလည်းနေ့စဉ်မပြတ်ပြုလုပ်နေစေဖြစ်ပါတယ်။ကျွန်မရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။